မြန်မာတိုင်းဝိုင်းကအထူးသဖြင့်ကတော့အိမ်အောင်ကွဲတဲ့သူတွေကိုပို့ပြီးတော့ပြောချင်ကြတယ်ပေါ့နော်အဲနမက်ကတော့အမျိုးသားဆုံးသွားတယ်ဆိုတော့နည်းနည်းနေထိုင်ဆင်ခြင်ရတာမျိုးတော့ရှိတာပေါ့နော်ဟိုအထူးသဖြင့်အမျိုးသားတွေနဲ့ကိုယ်ဆက်ဆံရတဲ့အခါကျမဆက်ဆံလို့လည်းမရအောင်ဆက်ဆံရတဲ့အခါကျပို့ပြီးတော့တော့တတိထားရတာပေါ့ကိုယ်ပဲဒီ live ကိုရှင်သန်ရတာဒီဘေးဘဝင်ခြင်းကပြောနေတဲ့လူတွေကိုယ်ထမင်းတလုံးလဲလာကြွေးတာမဟုတ်ဘူးလေနော်ကိုယ် live ကိုကိုယ်သာအသိဆုံးကိုယ်လိပ်ပြကိုယ်လုံးနေဖို့လိုတယ်ကိုယ်စိတ်ကိုဖြူနေဖို့လိုတယ် မြန်မာအတိုင်းဝိုင်းကအထူးသဖြင့်ကတော့အဲဟိုအဲ့လိုအိမ်အောင်ကွဲတဲ့သူတွေကိုပို့ပြီးတော့ပြောချင်ကြတယ်ပေါ့နော်အဲနမိတ်ကတော့အမျိုးသားဆုံးသွားတယ်ဆိုတော့နည်းနည်းနေထိုင်ဆင်ခြင်ရတာမျိုးတော့ရှိတာပေါ့နော်ဘာဖြစ်လို့ဆိုတော့အလူဆိုတာကကြတော့အမျိုးသားရှိနေကြတော့ဟိုဟောသူယောက်ျားရှိတာပဲပေါ့နော်မရှိတဲ့အခါကျတော့ဟိုအထူးသဖြင့်အမျိုးသားတွေနဲ့ကိုယ်ဆက်ဆံရတဲ့အခါကျရင်မဆက်ဆံလို့လည်းမရအောင်ဆက်ဆံရတဲ့အခါကျရင်ပို့ပြီးတော့တတိထားရတာပေါ့ ဒါပေမဲ့အခုခေတ်ကြီးမှာကြတော့အိမ်အောင်ပဲကွက်ကွက်မျိုးအိမ်အောင်ဘက်ပဲစုံစုံဘာပဲဖြစ်ဖြစ်ကိုဘုရားရွေးချယ်မှုဟာကိုပဲကိုပဲဒီ live ကိုရှင်သန်ရတာဒီဘေးဘဝင်ချင်ဟာပြောနေတဲ့လူတွေကိုထမင်းတလုံးလဲလာကျွေးတာမဟုတ်ဘူးလေနော်ဟိုကိုကလေးចောင်းထားဖို့အတွက်သူတို့လည်းပတ်စံလာပေးတာမဟုတ်ဘူးအဲ့လိုဆိုဟိုကို live ကိုကိုသာအတိဆုံးကိုလိပ်ပြကိုလုံနေဖို့လိုတယ်ကိုစိတ်ကိုဖြူနေဖို့လိုတယ်အဲ့လိုဆိုကျန်တာတွေကိုစဉ်းစားနေကိုဟိုဥစား ဘေးကြည့်လို့ဘေးတွေ့တတ်တယ်ဆိုတဲ့စကားအတိုင်းပဲပေါ့နော်အဲ့တော့ကိုကိုရှောက်မဲ့လမ်းကြောင်းမဲ့ကြည့်တော့ဘေးကိုတိတ်မတွေ့တော့ဘူးသူသဖြင့်တော့လေဟိုကိုဟိုယုံကြည်ကြရလဲပါတာပေါ့နော်ဒါကိုတစ်သက်လုံးဆောင်ထင်းလာတယ်ကိုရဲ့ အဲဘယ်လိုပြောပြရမလဲစီးပေါ့နော်ကိုအဲ့လိုစီးရှိတဲ့အခါကျတော့တောင်ယုံတန်ယုံလူကတော့ကိုယ့်ကိုအမျိုးသမီးတွေအနေနဲ့အထင်မလွဲဘူးအဲအခုနမဲတို့ဒီမေမေတွေနဲ့လည်းခင်တယ်အဲ့မှာတစ်ခါလေးအလုံးလုံးရတဲ့အခါမှာဖေဖေတွေလည်းပါလာတယ်ဒါပေမဲ့သူတို့မေမေတွေကလည်းဟိုနားလဲတယ်ယုံကြည်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုယုံကြည်အောင်လဲကိုကစီးတစ်ခုနဲ့ထိမ့်ထိမ့်သိမ့်သိမ့်နေတယ်အဲကိုကကိုတတ်တတ်မှတ်မှတ်နေတယ်အဲ့လိုဆိုတော့ဟို ခါလီကြတော့လေဟိုပဝင်းချင်းကိုအရန်ခယူဆိုင်တာတော့မဟုတ်ပေမဲ့လေကိုယ့်ရဲ့ standard ကို ထိန်းထားတဲ့သဘောပေါ့နော်အဲအဲ့လိုမျိုးလေးအဲနမဲကတော့သတ်မှတ်ထားပါဘို့ဟုတ်ဒီကတော့နမဲကတော့သူတို့ approach လုပ်တဲ့နီလန်ကတော့တနည်းပဲပေါ့နော်သူတို့ခလေးလိုမျိုးအရန်မဆက်ဆန့်ဘူး တို့လူကြီးလေးလိုမျိုးဟိုဟာဖြစ်တယ်ပေါ့နော်ဂျူဂျူနဲ့ချက်ချက်ဆိုရင်တော့မှဒါပေမဲ့နှစ်ယောက်လုံးကိုပုံသေးနီးနဲ့လဲသွားလို့မရဘူးတို့နှစ်ယောက်ရဲ့ type ကလည်းမတူတဲ့အတွက်ကြောင့်မလို့တို့ type ပေါ်မူတည်ပြီးတော့တော့နမျက်ကတော့အဲထိမ့်ညီပြီးသွားရတာပေါ့နော်ဂျူဂျူလေးကြတော့သူကိုယ်တိုင်လက်ခံသွားမှပြောလို့ရတယ်အဲ့လိုမျိုး तू လက်မခံသေးပဲနဲ့အတင်းကျက်လုံးလို့ရှိရင် तू ပြန်ကန်တတ်တဲ့အချင်းရှိရယ်ပေါ့နော်ပါပါမမေ ချင်းစားပါချက်ချက်လေးကြတော့အရန်ကြီးစူလို့မရတော့အားငယ်တတ်တယ်အဲသူ့စိတ်ထဲမှာ तू ဟိုစဖြစ်ထားဘူးတာဟိုသူတခုဆုံးရှုံးနာဘူးတဲ့ခါကျသူ့စိတ်ထဲမှာအားငယ်စိတ်လေးရှိတော့အဲအဲ့လိုသူ့ကြတော့အဲ့လိုလေးတမျိုးလေးဆက်ဆံရတယ်ဂျူဂျူကိုကြတော့နည်းနည်းပို့ပြီးတော့အဲစိတ်ရှည်ရပါဘောနော်သူလက်ခံသွားအောင်သူကိုယ်တိုင်ဂျီဟာကိုနားလဲသဘောပေါက်လိပ်ပတ်လဲသွားအောင်ဘောနော်ဒီခါလေးကျတော့လည်းနမဲတော့အလုံးရှုပ်တဲ့အခါကျတော့ဟိုအရန်ကြီးအသေးစိတ် ဲ့လိုမျိုးဟိုမရှင်းပြနိုင်တဲ့အခါမျိုးလေးရှိရပါတော့ဒါပေမဲ့သူ့ကြတော့အဲ့လိုလုံးလို့မရဘူးအနေနဲ့အချိန်ပေးရတယ်ပေါ့အဲ့လိုမျိုးတယောက်နဲ့တယောက်မတူပါဘူးအဲ့လိုလေးထိမ့်သိမ့်ရတာလေအဲရွယ်ရောက်လာတဲ့အခါကျတော့သူသဖြင့်တားယောက်ကြလေးရတော့ပူပြီးတော့ဂယူးဆိုင်ရတာပေါ့နော်ဒါပေမဲ့တို့ကညီမတွေပဲရှိတော့ဟိုယောက်ျားလေးရဲ့ကြီးပြင်းပုံယောက်ျားလေးရဲ့သဘောသဘာဝကိုသိနာမလဲ ့လိုဆိုအထူးသဖြင့်တကြက်လေးကိုကင်တွယ်တဲ့အချိန်မှာနည်းနည်းသတိထားရတာပေါ့အဲ तू ကငကိုတဲ့ကလည်းအရန်စိတ်ကယောက်ျားဆန်တယ်အဲယောက်ျားဆန်တဲ့အခါကျတော့ကို့အနေနဲ့အတင်းလေးသူမြတ်ကြက်လေးကိုကင်တွယ်တဲ့အခါကျတော့အတင်းအဲလုံးဝသိရမလားဒါမလို့အောင်ဒါမလို့အောင်အဲ့လိုမျိုးမရှိဘူး तू နဲ့ကိုနဲ့ညှိတာပေါ့နော်ကိုလည်းကိုပြန်ညှိကိုလည်းသူပြန်ညှိပေါ့အဲအဲ့လိုမျိုးလေးယုံကြည်မှုတိဆောက်တာပေါ့ဒါပေမဲ့အခု6နှစ်ဆိုတော့နည်းနည်းတော့ပြောဖို့ဆိုသေးတယ်ဆယ်ကျော်တက်ကြလို့ရှိရင်တော့တော်တော် စိတ်ပင်ပန်းလိမ့်မယ်ထင်တယ် အသက်လည်းရမ်းမကွာဘူးပိုဆိုးတာဂျူဂျူကအတန်းဆော်သွားတော့အဲ့မှာအတန်းကက်ရက်ဖြစ်သွားအပေါ်အပေါ်နဲ့အောက်ကက်ရက်ဆိုတော့အဲတော်တော်လေးတော့ကိုလည်းလိုက်လို့ရတာပေါ့နော်ဆက်လျံမမဟုတ်ဘူးဒီလေးရောဆက်ချောင်းနေဟုတ်တယ်ဟုတ်တယ်စောင့်ချောင်းနေစောင့်ချောင်းသူတိချဲဆိုအမြဲပြောတယ်သူညမအဲမုံစားစင်မုံ lunch time ဆိုရင်တူတာကိုတူလို့ရှိရင်အမြဲတမ်းလာကြည့်တယ်သူညမဘေးမှာဘသူထိုင်လဲအဲဂျူဂျူစားရလားအဲ့လိုမျိုးအမြဲလာကြည့်ရတယ်သူတိချဲပြောပြတယ်မိမိတေး ကိုကိုတင်ပေးလိမ့်ကြည်ကျူတာလေကြည်ကျူဒီဒီဒီအထက်ပေါ့နော်မတည့်တာလည်းရှိပါသေးတယ်လူတာပေါ့လေအထူးသဖြင့်ကလူတာပြီးအမေကိုလူတယ်ပြီးပစ္စည်းလူတယ်ပြီးဟိုကြည်ကျူကကြတော့နည်းနည်းအဲ့လိုအာပြဲတယ်လေအာပြဲတာနည်းနည်းလာထိရတယ်အာပြဲကြီးနဲ့អော်တာလေသူ့ပုံညာတယ်ပေါ့အခြေချက်ကညာပါတယ်ညာတယ်ဒါပေမဲ့တစ်ခါလေကြတော့လေ အဒီအရွယ်လေးတွေကြာတော့သူ့အာဘလောက်တက်ရောက်သွားတယ်ဆိုတော့မတိုင်းတာတတ်သေးတဲ့ခါကျသူအရန်ချစ်လို့ပါးကိုဆွဲလိုက်ရင်ဟိုကနာသွားတာညီသွားတာခါကျလက်သေးနဲ့ကုတ်မိတာ လွေရှိရာမျိုးလေးတွေတော့ဖြစ်တတ်တာပေါ့လေဒါပေမဲ့သူညမလေးညပါတယ်ချစ်တယ်အရင်ခေတ်တုန်းကကျတော့ဒီလိုမျိုး social media မရှိတဲ့အခါကျတော့ဟိုကိုပတ်ဝန်းကျင်၄60ယောက်စီရပဲကိုက parenting ကိုလေးလာရတာပေါ့နော်အခုကျတော့အဲ့လိုမဟုတ်တော့ဘူး globally လေးလာလို့ရတယ်ကို locally လည်းလေးလာလို့ရတယ်အဲ့လိုဆိုမိမိတွေအနေနဲ့အဲမိမိတွေခုလည်းမဟုတ်ဖေဖေတွေရောမိမိတွေရောအနေနဲ့ကပို့ပြီးတော့အသိပညာဘူးသူတာတွေလည်းတိုးလာတယ်ပြီးတော့ကလေးတွေရဲ့ပညာရေးစနစ်ပြောင်းသွားတာလည်းပါတာပေါ့နော်သူတို့ကိုယ်တိုင်ကလည်း အတင်ကြားရေးစနစ်မှာဟိုဟာဘာတခုဆိုဘာဖြစ်လို့လဲဘာလို့လဲအဲ့လိုပြန်ပြန်မေးတတ်တဲ့ဟာလေးတွေဆိုတော့ကိုယ်ပြန်ရှင်းပြလို့ရတာပေါ့ဒါမဲ့လည်းဒါမဲ့လည်းပြောတာဟိုဟိုတော်ကြတချို့တွေကထင်နေဦးမှာရောင်းကိုစိတ်ရှည်ပြီးရောရောင်းကောင်းတဲ့မေမေကြီးလို့ထင်နေမှာဆိုလို့ကိုကိုယ်တိုင်လည်းအဲ့လိုမဟုတ်ပါဘူးခါလေးချောက်လည်းလေဟိုအရန်စိတ်နဲ့မွန်းကြလာတဲ့အခါတွေလည်းရှိရဲအဲ့လိုခါမျိုးကြီးကြလည်းကိုကလေးနဲ့ကိုသူငိုကိုငိုပေါ့နော်အဲ့လိုတွေလည်းဖြစ်မှုတဲ့အခါတွေလည်းရှိပါတယ်ဟုတ်ဂျမ်းပင်မခါလေးချောက်လည်းလေအဲ့လို ခြေပြက်လက်ပြက်နဲ့အဲ့လိုအဲ့လိုမျိုးစိတ်ညစ်တာပေါ့နော်အဲ့လိုဖြစ်တော့လဲဖြစ်ဖြစ်တော့စိတ်ကိုလွတ်ပေးလိုက်တာပေါ့နော်လွတ်ပေးလိုက်ပြီးတော့အဲခဏနေတော့လဲပြန်ပြီးတော့လောက်အောင်မယ်ဆိုဖုန်းအလုံးဖုန်းလာလိုက်မေ့တော့ကြာကြာစိတ်ညစ်ခွင့်မရဘူးနောက်ကိစ္စတစ်ခုကပေါ်လာတယ်အဲ့စိတ်ညစ်တဲ့ဟာဘယ်ရောက်သွားမှမသိဘူး အဲ့ဒါကြာရရှင်အိမ်မှာမအေးရေတန်းဆက်ဒီတန်းထုတ်တဲ့ဆက်ကြီးကပြတ်သွားလို့မအေးရေတင်လို့မရတော့လို့အဲ့လိုမျိုးဆိုလေကြာကြာစိတ်ညစ်ချိန်မရလိုက်ဘူးကိစ္စပေါ်လာထဖြေရှင်းရပြန်ရောအဲ့လိုနဲ့မေ့သွား လူပဲကိုယ့်ကိုအချစ်ဆုံးလေနော်လူဆိုတာကလေဘလို့ပဲချစ်တယ်ပြောပြောကိုယ့်ကိုယ်ကိုတော့အချစ်ဆုံးပဲအဲဆိုတော့ဒီခါကျတော့လေပင်မလိုက်တာပေါ့နော်အဲ့လိုတော့တွေးမိတယ်ဒါပေမဲ့လည်းအဲ့လိုပဲအဲလုံးဝရမယ်လုံးဝဖြစ်မယ်ဟိုကိုယ့်ကလေးတွေအဲတင်တောင်းတင်တယ်နဲ့လူပုံလေမှာကောင်းကောင်းမွန်မွန်နေနိုင်မှုအတွက်ကိုယ်ပဲရှိတာကိုယ်လုံးဝဖြစ်မယ်ကိုယ်ပြိုလဲနေကိုယ့်ကလေးဘဝပြိုလဲမယ်အဲ့တော့ ဟိုကိုယ်ခံစားချက်ကိုဦးစားပေးမှလာအဲဘဝရှိရေကိုဦးစားပေးမှလာကိုယ့်ကိုပြန်ပြီးတော့စာတွေဖတ်ပြီးစပြန်အားတင်းရတာပေါ့နော်နေမတို့တာမီ၃ယောက်လုံးချစ်ပေးရလဲကျေးဇူးအများကြီးတင်ပါတယ်လို့အဲကြက်ကြက်တဲ့ဂျူဂျူလေးကိုလည်းနေမကလိုပဲချစ်ပြီးတော့နေမအရန်ဝမ်းလဲဝမ်းတာပါတယ်ကျေးဇူးလေးတင်ပါတယ်ကျေးဇူးပါ